်မင်္ဂလာပါရှင် listener heaven channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာသိပ်ပံမောင်ဝရေးသားထားတဲ့ဝိတုဆောင်းမဘောင်းကျုံတစ်ထဲကကျေးလက်ပြုပြင်းရေးနှစ်ဆိုတဲ့အပိုင်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကျမကတော့နန်းတိန်ကြီးဖြစ်ပါတယ်ကျုံမငင်းရှိတော်ပြည့်ဤရေးသားချက်နဲ့သိပ်ပံမောင်ဝဤရေးသားချက် ဟယ်လိုကိုချိဆိုင်းမပါစာမပေးနဲ့ဘလို့ရောက်လာတာလဲဗျအိမ်ရှင်မများကောမကြရဲ့လားမပါလေဗျတိတ်တဆိတ်လာခဲ့ရတာကတော့ကြိုတင်စီစဉ်ခြင်းမရှိတဲ့ခရီးစဉ်ကြောင့်ပေါ့ဗျာအလောက်ကခွင့်ယူပြီးခမားတို့မြေဝကျုံးမော်အရက်ကိုအလဲပတ်ဆိုသလိုလာခဲ့တာပေါ့ဗျာဝမ်းသာတဗျာကိုင်းကိုင်းအဝိစားများလဲပါအောင်ပြီးတော့မှစကားပြောကြတာပေါ့လေဟုတ်ကဲ့ခမားနဲ့တော့ဒီနေ့တော်တော်စကားပြောရလိမ့်မယ် ခမားနိုဝင်ဘာလဒုတိယမဂဇင်းမှာထည့်လိုက်တဲ့စောင်းမကိုမောင်လူအေးကအခုလာမှပြန်ရေးထားတယ်။မဖတ်ရသေးဘူးဗျ။အခုခမားပြောမှပဲသိရတယ်။ဖတ်တာပေါ့လေဖြည်းဖြည်းပေါ့။ဖြည်းဖြည်းမလုပ်နဲ့အခုပတ်ခမားကိုထုလိုက်တာမှအရက်ရှည်လို့သားမရှိရင်ခမားတော့ပုတ်သွားမှာပဲ။အရက်မရှည်တဲ့နောက်မှာမထုလဲပုတ်တော့မှာပေါ့ဗျ။ကိုင်းဗျာဒီမှာဖတ်ခမားကိုမေးဖို့အချက်ကလေးတွေခဲတံနဲ့တေးထားတယ်ဖတ်ကြည့်စမ်း။ ခမားကသူ့ကိုနှက်တော့သူကလည်းပြန်နှက်တာပေါ့ဗျာ။ဟာမဟုတ်တာဗျာ။နှက်တဲ့ထင်းရင်သာထင်းရမယ်။ကျွန်တော်စောင်းမမှာအစကတည်းကမနှက်လို့ကြောင့်ဖွင့်ပြောထားတာပဲဗျာ။ကဲဒီမှာကြည်စမ်းခမားကိုကြုံမငေးကိုရှေ့တော်ပြေးတယ်ဗျာ။ငော့တော်တော်နဲ့ခေါ်လိုက်တာ။ဟာဘယ်ငော့ရမှာလဲဗျာမဟုတ်တာ။ကိုလူအေးလိုပညာရှိတူဟာတဖက်သားကိုမနစ်နာစေပါဘူးဗျာ။ဒီလိုခေါ်တာကတော့အရင်သုံးလိုက်တာပါဗျ။ဒါထားပါဦး။ မောင်လူအေးဟာကြေးလက်ပြုတ်ပြီးတရားမဟောရသေးပါဘူးတဲ့စုံစမ်းတော့ဆွေးနွေးတော့မှာပဲတဲ့ခမားကလက်လျှော့ရတော့မလားလို့အပြစ်တင်တာစောလုံးတယ်တဲ့ကိုလူအေးကသာတရားမဟောပါဘူးလို့ပြောတာဟိုသိပ်ပံဥဝကတော့ကိုလူအေးဟောတယ်ဆိုပါကလားဥဝကမောင်လူအေးသည်စေမံခန့်ဝေသောရွာတရွာတကြီးအိမ်ရှိမကြီးပင်ကြီးအောက်တွင်ပရိသတ်၄၀လောက်အားကြေးလက်ပြုတ်ပြီးတရားဟောကြသည်ကဤသို့ဒီလို့ ဇူလိုင်လမဂဇင်းစာမျက်နှာ53မှာစိုးထားပါကလားသို့တော့ကိုလူအေးကမဟောရပါဘူးဆိုရင်လည်းပြီးတာပေါ့မောင်လူအေးအမားမဟုတ်ပါဘူးတိတ်ပံဥဝရဲ့အမားပေါ့လေဟုတ်လားပြီးတော့ကျေးလက်ပြုတ်ပြင်းဆောင်ရွက်ရမှာတောသားတွေရဲ့စင်ကြီးစင်လက်တွေလည်းယူတင်ကယူရမယ်တဲ့ဗျဟာအစ်စ်ပေါ့ဗျာဆွေးနွေးတိုင်မင်မီလောက်တာပေါ့ဗျကျွန်တော်တို့လုတ်ခဲ့တာတော့ဆွေးနွေးယုံတော့မကဘူး village savri ဆိုပြီးတောနဲ့ပတ်သက်တဲ့ကိစ္စအဝဝကိုပါစုံစမ်းခဲ့ရတယ်ဗျပြီးတော့လဲတောကြောင့်တောသားမှသိတာတယ်ဗျဟုတ်တာပေါ့လေကျွန်တော်တို့တောင်ဒါကြောင့်အတော်တန်တောကြောင့်ခောက်နေတာပေါ့ဗျတောမှာမွေးတောမှာကြီးပြီးတောမှာပဲအလုံလုံနေရတာကိုဗျနောက်ပြီးတော့ခမည်းကိုလည်းရှေ့တော်ပြေးတဲ့အတိုင်းတဲပြီးရှေ့တော်ပြေးကျင်တာတဲ့ဟာဒါတော့ပြေးကျင်လို့ပြေးရတာမဟုတ်ဘူးဗျသူများကပြေးအောင်နောက်ကအတင်းလိုက်လို့ပြေးရတာလို့ဖြစ်နေပါတယ် ပြီးတော့ပညာရေးဆိုတာဘာကိုဆိုလိုသလဲတဲ့ဗျာပညာရေးဟာအလွန်ကျယ်ဝန်းနေတဲ့ဒါကြောင့်ပညာရေးကိုမောင်လူအေးကလိမ့်ပတ်လဲအောင်မပြောနိုင်တာတဲ့ဗျာဟုတ်ပါတယ်ပညာရေးဟာကျယ်လဲကျယ်တယ်အဲဟိုတရားပွဲမှာကိုလူအေးကမဟုတ်ဘူးဆိုပေမဲ့သိပ္ပံဥဝကဟောတယ်ဆိုတဲ့တရားပွဲမှာကိုလူအေးကသတင်းစာကြောင်ပြောတယ်မဟုတ်လားအဲ့ဒီသတင်းစာဟာလဲပညာရေးထဲမှာပါနေတော့ကျွန်တော်ကသတင်းစာအကြောင်းကိုပညာရေးလို့ဆိုမိတယ် စင်စစ်တော်ပညာရေးရဲ့တစိ့တရေတမြဖြစ်တယ်ပေါ့လေပြောရမယ့်ပညာရေးကလည်းလူလိုက်လို့အရက်ဒေတာလိုက်လို့အကြံဉာဏ်ပေးဖို့ကို ပြောတာပါလက်တွန်နွားကြောင်းနေတဲ့လူတွေကိုမစ္စတာကင်ဘဲစီရင်ခံစားကြောင်းပြောရင်အကျိုးရှိပါမလားရှိမယ်ထင်ရင်လည်းပြောနိုင်တာပေါ့လေဒါကတော့တရားဟောဆရာကမိမိညာနဲ့သုံးသက်ကြည့်ဖို့ပေါ့ဗျာဒါထားပါဦးမောင်လူအေးကသူ့မှာပညာရေးကြောင်းဟောဖို့အရေးချင်းမရှိပါဘူးတဲ့ ဒါကတော့ဗျာကိုလူအေးဟာဘသူဘဲဝါဆိုတာသိကြသားပဲအရေးချင်းမရှိဘူးဆိုတာကတော့မူသားမပါလင်ငါမချောဆိုသလိုပေါ့ဗျာဒီလိုဆိုရင် ကိုလူအေးပြောတာတွေဟာဟိနတဒေါသတင့်မနေပေဘူးလားဗျာမသိပါဘူးဗျာကျုပ်ကတော့ဒေါသဆိုတာစိတ်ဆိုးတာလောက်ကိုခေါ်ရထင်တာပဲဗျာပြီးတော့ခမားကတွင်းနဲ့အိမ်သာအတူးမခန့်ရမလားလို့မောင်လူအေးကိုအပြစ်တင်နေဆိုအပြစ်တင်တာမဟုတ်ပါဘူးဗျာကိုလူအေးတရားဟောတဲ့အရာမှာဆိုရင် တွင်းနဲ့အိမ်သာတူးနိုင်တယ်အချို့အရက်မှာမတူးနိုင်ဘူးအိမ်သာဟာတွင်းတူးတင်လင်တူးပုံးခံတင်လင်ခံရေစွန့်တင်လင်စို့မို့ကျွန်တော်စောင်းမမှာအကျယ်တဝင့်ဖော်ပြထားပါတယ်အတင်းတူးရမယ်လို့မဆိုလိုပါဘူးဒီအကြောင်းရှင်းသွားအောင်နိုဝင်မာလမဂ္ဂဇင်းစာမျက်နှာ23ကိုပြန်ကြည့်ရင်သိရပါလိမ့်မယ်ပြီးတော့မောင်လူအေးဟာစုံစမ်းတော့မှာပဲတဲ့မလုပ်ရသေးပါဘူးတဲ့တိတ်ပံမောင်ဝရဲ့စောင်းမကိုကောင်းကောင်းမဖတ်ဘူးထင်တယ်တဲ့ ကြားကြိုက်ပါတယ်ဆိုနာတာရှည်လားလို့မေးတဲ့လူလူတွေ့နေပြီတဲ့ဗျဟာဒါကတော့သူတကာကြားကြိုက်တယ်ပြောတာကြိုက်ရလဲမရှိရုပ်လက္ခဏာကလည်းနာတာရှည်သွေးစမ်းကြည့်တော့လဲနာတာရှည်ဆိုတော့နာတာရှည်လို့မေးမိတာပေါ့ဗျမဟုတ်လားဗျတကယ်သာကြားကြိုက်ရင် အပေါက်ကလေးတော့တွေ့ရမှာပေါ့ဗျာနောက်တစ်ခုကတော့ခမည်းကငပီအိုးကိုအိတ်ခမ်းထဲမှာမထားနဲ့လို့အပြောခိုင်းနေဆို့ အဲ့ဓာတွေ ग्वा ကြတာပဲကျွန်တော်ကတော့မတော်တဲ့နေရာကိုပစ္စည်းပရိဘောကများမထားရအောင်ဥပမာတင်စားပြီးပြောတာကိုလူကြီးကတကယ်ပြောတယ်လို့ထင်နေဆိုရင်လေအနှိုးရခတ်သားပဲပြီးတော့ခမ ्या ကမင်းတို့တောသားတွေနေ့စဉ်ပဇွန်လုံးတော်နှိုက်ကြတယ်ပြားမွေးရမှာတော့ကြောက်ကြသလားပြားမွေးတာပိတ်တာဖြစ်ရင်ဖားရိုက်တာကနိဗ္ဗာန်ရသလားမင်းတို့ပြောတာမဟုတ်ပါဘူးတို့မျိုးသားတွေပြောတာနားထောင်မှာပေါ်ဆိုတဲ့အထက်လေးကိုများသုံးမိသလား ဖះပေးပေးကြမ်းပေးပေးပါဗျာဒီလိုများတခါမှမပြောမိပါဘူးဘဲနဲ့တောသားတွေနဲ့လှဲ့တိုက်ပေးနေပါလိမ့်ဗျာကျုပ်ကပြားမွေးတာနဲ့ဖားရိုက်တာရှင်ပြတာပါဗျာဒါပေမဲ့လည်းပြားမွေးတာဟာအပြစ်ကင်းတယ်လို့ထင်ကြောင်းကျွန်တော်ဘာမှကြာနေမှာရေးထားပါတယ်ဖတ်ပေးကြည့်ပါအောင်ဗျာအတင်းလဲမခိုင်းရသေးပါဘူးအင်းပြီးတော့ခမားပြောတဲ့အထက်လေးမျိုးနဲ့ဆိုရင်ပြုပြင်လို့ရမှာမဟုတ်ဘူးတဲ့တရားပွဲခဲကြမှာတော့ကြောက်ရတယ်လေဗျာ ဒီလိုကိုလူအေးကတရီပေးတာဟာထနေသူတယောက်ကိုမတ်တက်ရက်လိုက်လို့အမိန်ပေးတာလို့ဖြစ်နေတယ်ကျွန်တော်လဲတရားဟောဘူးလားဗျခဲတကားမှမကြတာထောက်တော့ကျွန်တော်ပြောတာတွေဟာအထက်လေးမဟုတ်ကြောင်ထင်ရှားပါတယ်ဗျာပြီးတော့တခုစိုးနေတာက ကျွန်တော်ကစာနဲ့ရေးထားတဲ့ဇာတ်တွေကိုဘလို့များလှုပ်တက်လို့အထက်လေးဖြစ်ရတာလဲဗျာစာစကားဆိုတာဟာဖတ်သူကလှုပ်တယ်လို့လေးဆိုတာဖြစ်ရတယ်ဗျာတောင်းမှန်တဲ့ဇာတ်တော်စာနဲ့ရေးထားပေမဲ့ဖတ်သူက စောင့်စောင့်အောင့်အောင့်ဖက်ရင်လေတမျိုးဖြစ်သေးတယ်ဗျဒါထားပါဦးမောင်လူအေးရောက်ဖူးတဲ့ရွာပေါင်းတထောင်လောက်မှာလေသမားတွေဟာခမည်းပြောသူလိုလုံမစားတဲ့လူတွေအများကြီးဆိုပဲခမည်းတော်ရွာတွေကိုနှက်နှက်ဆက်ဆက်မရောက်ဖူးလို့ပြောတာနဲ့တူတယ်ဆိုပဲอืมဒါကိုပြန်ပြောရရင်အတင်းညင်းနေစိုးနေအောင်ပဲဗျကျွန်တော်လဲတွေးတဲ့နေရာအများအဖြစ်များရာကိုယူပြီးပြောတာပါကိုလူအေးကဒီလိုမလုပ်တဲ့လူတွေအများပဲတွေ့ရတယ်ဆိုတာဝန်ခံသားပဲဗျ ပြီးတော့ကိုလူအေးကကျွန်တော်ခိုင်းနေပြားမွေးတာဟာလိုလိုချင်းချင်းလောက်ရမှာမို့လို့အပြစ်ရှိတယ်တဲ့ငါးပဇွန်ရှာစားရတာကတော့သူ့ခမများတခါတလေစားရမယ်တောက်ရမယ်ဖြစ်လို့ရှာစားရတာပါတဲ့ဒါကြောင့်ပြားမွေးတာနဲ့တော့ဘယ်တူမလဲတဲ့မတူရင်သာနေရမယ်ပြားမွေးတာကပြားတေမှာဆိုအုံပြက်မှာဆိုပြားအစာမလောက်မှာဆိုနဲ့ဂယုတဆိုင်လောက်ရတယ်ငါးပဇွန်ဖမ်းတာကတော့များများမမိမှာဆိုရငါးပဇွန်မတေသေးရင် ပလိုင်းထဲကခုံထွက်မှာစိုးရကိုမှတ်ထားတဲ့ငါတွင်သူများနိုင်သွားမှာစိုးရနဲ့စိုးရင်ပူပန်ရခြင်းတော့အတူတူပါပဲကိုလူအေးရဲ့လို့ခမားနယ်များတွေ့ရင်ပြောလိုက်စမ်းပါဗျပြီးတော့ခမားဘာတွေလုပ်နေတယ်ဘာတွေဆောင်ရွက်နေတယ်ဆိုတာကိုသိပြရစေတဲ့လက်တွေအလိုရှိတဲ့ဗျစားတွေအလိုမရှိပါဘူးတဲ့อืมကိုလူအေးကလက်တွေအလိုရှိတယ်ဆိုတော့လက်တွေတော့ဖြစ်ပြခြင်းပါယေလူချင်းကဝေးနေတယ် ဒီတော့အခုနေခါစာရွေးနယ်ပဲတင်းတိမ်ပါအောင်လေ။နောက်အကြောင်းသိတဲ့အခါလက်တွေ့တွေ့ရပါလိမ့်မယ်ဗျာ။ကျွန်တော်လုပ်ငန်းအကြောင်းကျွန်တော်ပြောပြမယ်။တဲကြီးခံပြီးနားထောင်ဗျ။ကျွန်တော်ကြေးလက်ပြုတ်ပြီးစိတ်ဝင်စားလာလားတနှစ်တာတာလောက်ရှိသေးတယ်ဗျ။ဒါကြောင့်လွန်ငယ်သောမတ်လကအိန္ဒိယသွားပြီးဒီပညာကိုစီးပူတာပဲ။သွားတင်ရတဲ့ရက်ကတိုးတော့စုံစုံလင်လင်ကြီးတော့နားမလည်ဘူးပေါ့လေ။ general idea တော့ရခဲ့တယ်။ဒါပေမဲ့အတော်အသုံးဝင်သားဗျာ။ သွားရကြိုးနဲ့ပါတယ်လေအိန္ဒိယကမေလပြန်ရောက်တယ်အခုပြန်ရောက်တဲ့10လလောက်တွင်မှာတအားသေးရအလုတ်လုတ်ခဲ့ပါတယ်များတော့မများသေးဘူးနည်းနည်းပဲကျွန်တော်တို့ကြေးလက်ပြုတ်ပြင်အဖွဲတစ်ဖွဲ ထားတယ်သို့တော်လဲအဖွဲဝင်အားလုံးစူပေါင်းပြီးအလုတ်လုတ်ရတယ်ကို မရှိသေးဘူးဘာကြောင့်လဲဆိုတော့အဖွဲဝင်တွေဟာအလုတ်သမားကုံတွေကြီးဖြစ်နေတော့အချိန်မရဖြစ်နေတယ်ဒါပေမဲ့လဲသူတို့လဲတအားသေးရတက်တက်ရွာသားများကိုကူညီနေကြောင်းသိရတယ် ကျွန်တော်လဲကျွန်တော်အစွမ်းရှိသလောက်လုပ်နေတယ်။ဘာတွေလဲဆိုတော့ပညာရေးနဲ့ပတ်သက်ပြီးစုံစုံလင်လင်တော့မဟုတ်သေးဘူးပေါ့ဗျာ။ကျွန်တော်တို့လူငယ်များကြီးပွားရေးအသင်းယုံမှရှိတဲ့စာအုပ်စာတန်းတွေအခမဲ့လာကြည့်ကြဖို့တိုက်တွန်းတယ်။စူပေါင်းရောင်းဝယ်ခြင်း၊ချွေတာစူဆောင်းခြင်း၊ရရွာသားတို့ရဲ့ဝိတရားစသည်တို့ကိုပြောပြတယ်။ဒီလောက်ပဲတက်နိုင်သေးတယ်ဗျာ။ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လေကြေးရွာကျမ်းမာရေးအိမ်ကျမ်းမာရေးလူကျမ်းမာရေးတို့ကိုတိတိလောက်နားလေတဲ့လောက်ပြောပြတယ် ဒီစရိတ်ကျမ်းမာရေးအရာရှိနဲ့တိုင်ပင်ပြီးကုဋ္ဌနူနာအကြောင်းဝမ်းယောဂအကြောင်းငှက်ဖျားယောဂအကြောင်းပလိယောဂအကြောင်းအစုံယောဂအကြောင်းတို့ကိုဟောပြောပြီးကာကွယ်နည်းစောင့်ရှောက်နည်းများကိုပါပြောပြတယ်မက်ဂျစ်လန်ထရန်လက်ချာပေါ့လေရွာသားများကလည်းသဘောကျကြပါတယ်လိုက်လဲလိုက်နာကြပါတယ်စီးပွားရေးဘက်ကဆိုရင်လဲကျွန်တော်နားလေတလို့ကျွန်တော်တို့အရက်နဲ့တော်တဲ့ငွေဝင်ပေါက်ချယ်နည်းငွေထွက်ပေါက်ပိန်နည်းတွေပြောပြထားပါတယ်ကျွန်တော်ရဲ့တက်လုပ်ငန်းမှာ ယခုအခါအလုံးလုံးနေကြတဲ့လူပေါင်း22ယောက်ရှိတယ်။သူတို့ရဲ့နေစဉ်ပြမ်းမြဝင်ငွေတစ်ချက်မှတစ်ချက်10ပဲအထိရှိတယ်။ဒါပေမဲ့သူတို့ကိုငွေအကုန်ရှင်းမပေးဘဲငားရဲ့တစ်ပတ်တအိမ်တော်ကိုနှစ်ချက်အချို့သုံးချက်စသဖြင့်ရှင်းပေးပါတယ်။ဒီလိုနဲ့ပဲသူတို့မှာနှစ်ကုန်တဲ့အခါ150 200စသဖြင့်စုမိကြတာပေါ့။ပြီးတော့ဗျက်ထိုးကောင်းရွက်ဈေးတဲကလေးတွေဟာနေပြန်လို့ပေးစားသူများထံမှငွေကျပ်တစ်ချက်လင်းနှစ်ပြားတိုးနက်နက်6နာရီယူပြီး ညနေ6နာရီမှာ ပြန်ဆက်ကြရတယ်။ဒါကိုတွေ့ရတော့ကျွန်တော်ကသူတို့ကိုတနာတာနဲ့အခုတနေ့လင်လူ20လောက်ကိုအတိုးမရှိနဲ့တကြက်နှစ်ကြက်စသည်ထုတ်ပေးနေပါတယ်။ရိုးသား၍အလုတ်ကိုနားလေသူ3ဦးကိုလည်းငွေ၄00မှ900အထိအတိုးမရှိထုတ်ပေးထားပါတယ်။ပြီးတော့ကျွန်တော်တို့အရက်စင်ရဲသားရက်ကွက်မှာအင်ဂျီ60လောက်ရှိတာကို ပိုက်ဆံစုကြဖို့ဘူးအတင်းတင်းတီထောင်ရန်ကြံစီထားပါတယ်။ စည်းကမ်းဥပဒေတွေပြောပြနေရရင် ရှည်လျားနေမယ်ဗျပြီးတော့လဲတလောကအဲ့ဒီစင်းရဲသားရက်ကွက်မှာအိမ်ပေါင်း90ကျော်ကိုလွန်ခဲ့တဲ့1936ခုနှစ်ခရဲကအစိုးရကအင်ဂရန် ပြုတ်လုကြဖို့အမိန့်ထုတ်ဆင့်ပါတယ်အင်ဂရန်တခုဆိုရင်10ကျက်ကုန်တာကြောင့်ရွာသားများမတက်နိုင်လက်မိုင်ချနေကြရမှာယခုနှစ်1938အတွက်အင်ကွန်တော်ငွေ3ကျပ်ပါထက်လာပြန်ရော အဲ့ဒီအိမ်ခွန်ဟာလဲအချိန်ကြလို့မပေးနိုင်တော့ဒဏ်၃စာတိုးလာတော့ကိုးချက်ဖြစ်ပါရော ရုံးကလည်းပူရွာကလည်းမပေးနိုင် နောက်ဆုံးတော့နေပိုင်မင်းကိုတိုင်လာပြီးအိမ်တွေဖြစ်ပါရောအိမ်ခွန်နဲ့အိမ်ဖြတ်ပြီးမှကျွန်တော်တိတာနဲ့နေပိုင်မင်းနဲ့တိုင်ပင်ပြီးရွာသားတွေမှစားစရာပင်ခဲရင်နေเจ้าများကိုပြောပြတော့နေပိုင်မင်းကလည်းညာတာထောက်ထားရှာပြီးအခွန်တော်အားလုံးကိုရှော့လိုက်ပြီးအိမ်ငယ်ရန်လှုပ်ဖို့အတွက်သာလူเจ้าပြောပြတယ် အဲ့ဒီတော့တအိမ်ကိုငွေ60ကျပ်တတ်တာသွားတယ်။ရုံးကုံစရိတ်နဲ့ဆိုရင်70ကျပ်လောက်တတ်တာကြတယ်။ပြီးတော့ခရံအတွက်လည်း30 70ကျပ်မကုံရအောင်မြေတိုင်းစည်းရင်းနဲ့တိုင်ပင်ပြီး9ကျပ်4ပဲသာကျအောင်လုပ်ရတယ်။အဲ့ဒီ9ကျပ်4ပဲကိုလည်းချက်ချင်းမလုံနိုင်ကြကြောင်းရက်ဆိုင်ပေးဖို့ပြောကြတာနှစ်လမြခွင့်ရတယ်။အဲ့ဒီနှစ်လအတွင်းမှာရွာသားများက တနေ့တပဲနှစ်ပဲသုံးပဲစသဖြင့်ကျွန်တော်ထံကို ပေးသွင်းကြတာအခုအင်ဂျီ40ကျော်ကျော်ငွေပြေသွားပြီ။ဆယ်အိမ်အတွက်တော့ရက်စေးလို့မှမပြီးရင်ကျွန်တော်ကစိုက်ရလိမ့်မယ်လို့နေပိုင်ကပြောထားတယ်ဗျ။ကျွန်တော်လဲကို့အတက်နဲ့ကို့များစူးအောင်မလားမသိဘူး။တော်လောက်ပါပြီလေ။ဒီလောက်သိရရင်ကျွန်တော်လဲဒီလောက်အချိန်တွင်းမှာဒီလောက်ပဲတတ်နိုင်တယ်ဗျ။ဩတခုကြံသေးတယ်။ငွေရင်း100 200လောက်နဲ့လောက်ကင်စားတောက်နေသူ၄ဦးကိုအိမ်ဆောက်ဖို့ တေဝါ250ဘိုးလောက်စီထုတ်ပေးပြီး၃နှစ်အတွင်းအရစ်ကြအဆက်ခိုင်းတာရှိသေးတယ်။ခမရများနေစရာအိမ်မရှိတော့စောက်ရမှာလဲအရင်ငွေမြုပ်သွားမှစိုးကြတာနဲ့လာပြောတော့ကိုတက်နိုင်တဲ့လောက်ကြိလိုက်တာပဲဗျ။နောက်ဒီလိုအိမ်ဆောက်မဲ့လူတွေလည်းရှိသေးတယ်။ကဲကဲညောင်လဲညောင်ထမင်းလဲပြင်ပြီးပြီးတက်စကန်းရက်ကြအောင်ဆိုလေ။နေပါအောင်ဗျ။မေးစရာကြမ်းပါသေးတယ်။ခမရအလောက်ကအစိုးရနဲ့ပေါင်းလုံးမှဖြစ်မာတယ်လားဗျ။ အာမေးမမေးပါလိဗျာအစိုးရအုပ်စိုးနေတဲ့လူတွေကြီးဝအောင်ဆောင်ရွက်ရမှာအစိုးရနဲ့မပေါင်းရင်ဖြစ်ပါမလားဗျဟိုအိန္ဒိယသွားတော့ကတရံပန်ကိုနေကမဟာရာဇာနဲ့ကျွန်တော်နဲ့တွေ့ပြီးကြေးလက်ပြုတ်ပြီးအကြောင်းဆွေးနွေးကြတော့မဟာရာဇာက rural reconstruction can never be a success unless it is assessed as the first duty by the government လို့ပြောပြတယ်ဗျာ ဒီတော့ကျွန်တော်ကမဟာရာဇာမင်းကိုပြောသလိုဆောင်ရွက်ပါရဲ့လားလို့မေးတော့ကျွန်ုပ်တို့တိုင်းပြည်မှာဝင်ငွေရဲ့ငါးပုံနှစ်ပုံကိုဒီဘက်မှာတုံးနေတယ်လို့ပြန်ပြောပြတယ်။အော်တော်ပေစွာတော်ပေစွာလို့ချီးမွမ်းမိတယ်။ဒီတော့အစိုးရရဲ့တတိရဲ့ចောင်းစီရရဲ့ဟာအကုန်လုံးဆိုပါတော့ဗျာ။ဒီလုတ်ကိုဝိုင်းလုံနိုင်ကြတယ်။ဒါမှလည်းမြဲမြဲအထမြောက်ပါဗျာ။နှုတ်ခမည်းစီစဉ်သလိုစံပြဌာနကလေးတစ်ခုလုပ်မယ်ဆိုတာမလုပ်သေးဘူးလား။လုပ်မယ်ဗျာ။ဒါလည်းမလွယ်လာဘူး။ မြေယာကိုပြည်ပိုင်အစိုးရထံလိုင်စင်ယူရအောင်မယ်။စကားတော့ပြောပြီးပါပြီ။မကြမီပဲအထမြောက်လိမ့်မယ်ဗျ။ကဲတော်ရောပေါ့ဗျာစားလာပါပြီ။ခမ ्या ကလည်းမေးလိုက်မြန်းလိုက်တာစုံသွားတာပဲ။ကျုပ်ကလည်းတယောက်တည်းကြိတ်လုထားတာခလေးတွေမပြောခြင်းမင်းနဲ့ပြောထုတ်လိုက်ရတာဝမ်းနေတဗျာ။ဓမ္မတာကိုကမပြီးခင်မကြညာရဘူးဗျ။ကြညာရင်အဖြက်စီးအလွန်ပေါ်တတ်တယ်ဗျ။ကဲလက်စေးထမင်းစားကြစို့။တနေ့တော့ မန္တလေးနေပြည်တော်စိုက်ပျိုးရေးတိတ်ပံကြောင်းကြီးတွင်တရင်တုံနေသောတစ်ပင်ဆရာဝန်ကြီးကွန်စုဤအိမ်သို့မောင်လူအေးအလဲရောက်သွား၏မော်လမြိုင်သားချင်းချင်းတွေ့ဆုံကြသောအခါဟေးလီဟာလာနှင့် အာပတယစကားပြောလိပြောထားရှိသည့်အချိန်မောင်လူအေးတို့နှစ်ယောက်သားစကားပြောလိုက်ကြသည်မှာတအိမ်လုံးစူညံ၍သာနေလေတော့သည် ဝင်းကတော်ကြီးဒေါခင်တန်းမှာနားကြီးဟန်တူ၏သို့တော်မြည်တို့မြမပြောပြုံးလျက်သားနေရှာလေသည် ကွန်စုဤတူဦးရဲသောတမီမတော်ပလောကအတော်ကလေးကြီးပြင်းလာလိမ့်မည်တီတီတတာအပလီ အခရာစကားမျိုးကိုပင် ပြောကြားတတ်လိမ့်သည် သူအဖေကတင်ကြားထားသောကြောင့်စွန်းအုံနီနီအမေရွက်လိုအစချီသော မင်းသူဝင်းဤကဗျာလေးကိုပင် ဆို၍ပြနိုင်၏မိန်းကလေးတို့ဘာဝကြွားခြင်းဝါခြင်းသောအလေးရှိသည့်အတိုင်းမောင်လူအေးကမြှောက်ပေးသောကြောင့်ခွေးယုတ်ကြောင်းယုတ်မြင်းယုတ်ခလေးယုတ်မှစ၍အယုတ်စာအုပ်ပေါင်းများစွာ လက်ဝတ်လက်စားပေါင်းများစွာတို့ကို ထုတ်၍ပြသည်မှာ ကြည်၍ပင်မကုန်နိုင်ပေ။ဘီရိုတော့ခတ်ထားလျာကမိမိ၏အဝတ်စားတို့ကို ထုတ်မပြရသောကြောင့်မကြေမနက်ဖြစ်နေသည်။မောင်လူအေးကတောင်းမန်တော့မှစိတ်ကြေသွားလေသည်။မတော်ပလောဤကိုပိုင်ပစ္စည်းကိုကြည့်ရှုပြီးနောက်ထမင်းစားကန်းတို့တွားကလက်ဖက်ရည်တောက်ကြလေသည်။လက်ဖက်ရည်ပွဲ၌စကားပြောကြရာတွင်ကျေးလက်ပြုပြင်းရေးအကြောင်းတို့ရောက်၍တွား၏။ ။ဘာလဲဗျာခမည်းကလူတကြီးလုပ်ပြီးကျေးလက်ပြုတ်ပြင်းအကြောင်းတွေကိုတူရိယာမဂ္ဂဇင်းမှာရေးနေတာ။ဟုကွန်စုကဆို၏။လူတကြီးလှုပ်တာမဟုတ်ပါဘူးဗျာ။ကျေးလက်တွေကိုပြုတ်ပြင်းခြင်းလို့နီးကောင်းလန်းကောင်းတွေကိုရှာနေတာပါ။ဟုမောင်လူအေးကပြန်၍ပြောလေသည်။ခမည်းတယောက်တည်းနီးကောင်းတွေကိုရှာနေတာနဲ့ပဲအလုံမလုံဖြစ်တော့ဘူး။ခမည်းဟာကအပြောနဲ့မပြီးအရင်နဲ့ပြီးနေတော့တာပဲ။ဒီလိုလဲပဲဟုတ်မလဲလေလောက်တန်တလောက်လဲလောက်တာပါပဲ နီးကောင်းနီးသစ်တွေကိုရှာတာအမှန်ပါပဲနှို့နေပါအောင်တောသားတွေကနောက်ချေးတွေကိုတွင်းထဲမှာထည့်ထားရင်အယူရခက်အသေးရခက်လို့တွင်းထဲမှာမထားကျင်ကြဘူးဆိုမဟုတ်လားတွင်းတူးပြီးနောက်ချေးတွေကိုတွင်းထဲမှာထားတာဒီအတိုင်းမြေပြင်မှာပုံထားတာထက်အကျိုးများသဗျာစိုးစမ်းပါအောင်ဗျာ နောက်ချေးတွေကိုတွင်းထဲမှာမထားဘဲဒီအတိုင်းစုပုံထားမယ်ဆိုရင်မိုးရွာတဲ့အခါနောက်ချေးမှာရှိတဲ့မြေဩဇာဟာရေထဲပါသွားတတ်တယ်ဗျာ ဒီတော့ကမြေဩဇာကောင်းကောင်းကိုမရနိုင်ဘူးပေါ့။အင်းခမည်းတော်ကစိုက်ပျိုးရေးဝင်ဆိုတော့ဒီအကြောင်းတွေကိုကောင်းကောင်းသိတဲ့ပေါ့ဗျာ။နောက်ပြီးတော့လဲတွင်းထဲကိုနောက်ချေးကြီးထည့်ရတာမဟုတ်ဘူး။အမိုက်တရိုက်တွေကိုလည်းထည့်နိုင်တာပဲ။အမိုက်တရိုက်တွေနဲ့နောက်ချေးတွေစုပေါင်းလိုက်တော့အားလုံးမြေဩဇာဖြစ်သွားတာပေါ့ဗျာ။မိုးရွာပေမဲ့မြေဩဇာဟာဘယ်ကိုမှမထွက်သွားဘူး။တွင်းထဲမှာပဲကြံနေတယ်မဟုတ်လား။ဒါပြည့်ကြေးရွာတွေကိုရောက်တော့မှဟောရအောင်မယ်။နောက်ချေးအတွက်ကတော့ဖြစ်သဘောပေါက်ပါပြီ။ အိန္ဒာအကြောင်းပြောစမ်းပါအောင်ဗျာအိန္ဒာအကြောင်းဘာကိုပြောရမှာလဲကြေးရွာတွေမှာအိန္ဒာရှိတယ်မရှိတယ်မောဗျာဒါကတော့အခက်သားကလားလေအိန္ဒာမရှိလဲဖြစ်တာပါပဲဗျာကြေးလက်ပြုတ်ပြင်းရေးသမားတွေဟောပြောကြတဲ့တွင်းနဲ့အိန္ဒာတွေဟာဇရိတ်ကုံလားတဗျာတောသားတွေကသဘောကျမှာမဟုတ်ဘူးနှို့ဘလို့အိန္ဒာမျိုးကိုစောက်စီခြင်းတလဲကျွန်တော်သဘောအရဖြင့်အိန္ဒာမစောက်တာကပဲကောင်းအောင်မယ်စိုးစမ်းပါအောင်ဗျာနှို့အိန္ဒာမရှိတော့ကျမ်းမာကြီးကိုထိခိုက်တယ်လို့ ကျေးလက်ပြုပြင်သမားတွေကစင်ကြေးပေးတယ်။သူတို့စင်ကြေးဟာလဲဟုတ်တုတ်တုတ်ပဲဗျခမားဘဲနဲ့ချေးမလဲ။အလွယ်ကလေးရယ်ဒီလိုဗျရွာသားတွေဟာရွာအပြင်ဘက်မှာအညစ်အကြေးစွန့်ကြရောဆိုပါတော့အဲ့ဒီအညစ်အကြေးတွေကိုရင်တွေကလာအောင်ပါရော။အုံပြီးတော့အစားအသောက်တွေမှာလာနာပါရော။အဲ့ဒီရင်နာထားတဲ့အစာကိုစားတော့ယောဂါတွေကူးဆက်တတ်ကြဗျ။ဝမ်းယောဂါကတားလို့ဆိုသေး။အေးလေဒါကြောင့်တွင်းတဲ့အိမ်သားတွေကိုစောက်ဖို့လိုတယ်ဆိုမဟုတ်လား။ ခမည်းတယောက်လည်းတဲဆင်းကြီးများတာကိုကျွန်တော်ပြောနေတဲ့စကားတော့မဆုံးသေးဘူး။ကိုင်းမြခမည်းပြောတဲ့စကားကိုပဲစုံအောင်ပြောသမှာ။ရွာသူရွာသားတွေစွန့်လိုက်တဲ့အညစ်အကြေးတွေကိုရင်းမအောင်ရအောင်လုပ်နိုင်ရင်ပြီးတယ်မဟုတ်ဘူးလား။အေးလေတွင်းတဲ့အိမ်သားတွေကိုစောင့်ရင်ရင်းတွေမလာဘူးမဟုတ်လား။ဒီပြင်းကြီးကမရှိဘူးလားဗျ။ရှိမယ်မထင်ပါဘူးဗျာမရှိလို့ကြေးလက်ပြုတ်ပြင်းသမားတွေကတွင်းတဲ့အိမ်သားတွေကိုအဆောက်ခိုင်းတာပေါ့ခမည်းကဒီနီးတဲ့ကောင်းတဲ့နီးကိုရှာပေးနိုင်ရဲ့လား ဘာလို့မရှာပေးနိုင်ရမလဲပြောသမ်းပါဦးမြခမင်းကြီးကိုဘာခတ်တာမလို့ရွာအပြင်မှာနောက်ဖေးသွားတဲ့အခါအညစ်အကြေးကို ပြာနဲ့ဖြစ်ဖြစ်သဲနဲ့ဖြစ်ဖြစ်မြေနဲ့ဖြစ်ဖြစ်ဖုံးငယ်တာပေါ့လုံလုံဖုံးငယ်ရင်ဘဲကလာပြီးရင်အောင်နိုင်မှာတော့အောင်မဲတဲဟုတ်ပါလားဒီနည်းကိုဘဲကျေးလက်ပြုတ်ပြင်ရေးတရားဟောဆရာမှမဟောသေးဘူးဗျခမင်းဒီနည်းကိုဘဲကရရတယ်ကြောင်တွင်စီကရတယ်ကြည့်ပါလားဗျ ကြောင်တွေနောက်ဖေးသွားပြီးရင်တို့အညစ်အကြေးကိုပြာနဲ့ဖြစ်ဖြစ်သဲနဲ့ဖြစ်ဖြစ်မြေနဲ့ဖြစ်ဖြစ်ဖုံးငယ်တယ်မဟုတ်လားဟုတ်ပေသားဗျာခမားပြောတော့မှသတိရတော့တယ်တကယ်ဆိုတော့ကြောင်တွေဟာကျေးလက်ပြုတ်ပြင်းရေးဘက်မှာကျွန်တော်တို့ထက်အထက်တန်းရောက်နေပါသေးကလားဗျဟုတ်တယ်ဒါကြောင့်ရွာတွေကိုရောက်ရင်ရွာသူရွာသားတွေကိုကြောင်ကဲ့သို့ကျင့်ဖို့ဟောပြောရမယ်ဗျရွာသူရွာသားတွေဟာကြောင်ကဲ့သို့ကျင့်ကြမယ်ဆိုရင်တွင်းနဲ့အိမ်သားတွေကိုစောက်ဖို့ဘယ်လိုတော့မှာတော့ဗျ ခမားအကျံဟာအင်မတန်နေရာကျတဗျာကျွန်တော်နေမှာရှိတဲ့ရွာသားတွေကိုကြောင်ကဲ့သို့ကျင့်ဖို့ဟောပြောရတော့မှာပဲဟောတာဟောပေတော့အဲ့ဒါအကောင်းဆုံးပဲဤတို့ဆိုကလက်ဖက်ရည်ပွဲမှာထားခဲ့ကြလေသတည်းအားလုံးပဲကျေနပ်နှိမ့်တနိုင်ကြပါသည်ရှင်မိတ်ဆွေတို့ရေစိတ်ဤချမ်းသာခြင်းကိုဤကြမ်းမာခြင်းပေါင်းနဲ့တလုံးတူအားဖြင့်ပြည့်စုံနိုင်ကြပါသည်ရှင်